အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါဒါကျွန်တော်တို့အခုဒီတစ်ပတ် Sunday ပေါ့လေကျွန်တော်တနင်္ဂနွေနေ့မှာ Nationally ပြိုင်ပွဲရဲ့တတိယနေရာလူပွဲနဲ့ Nationally Final ပွဲရှိတယ် နှစ်ပွဲကံမှုရှိတယ်တပွဲကစတူကတ်မှာကံမယ်အာရာကတတိယနေရာလိုပွဲဖြစ်ပြီးတော့ final ပွဲက arinza arena ပေါ့လေ bay munich ရဲ့အိမ်ကွင်းမှာကံမယ်ဆိုတော့ semi final ပွဲစဉ်တွေကိုကြည့်တဲ့အခါမှာပထမ semi final မှာ portugal က ancient germany ကို နောက်ကလိုက်စားခဲ့ပြီးတော့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နောက်ကျခိုးနဲ့ပဲသူတို့ final တက်သွားတယ်ဒုတိယ semi final ကတကယ်ကိုပို entertainment ပွဲဖြစ်တယ်စပိန်ကအချိန်အများစုကို dominate လုပ်နိုင်ခဲ့တယ်ပြိုင်ပွဲမှာ5-1ထိခိုးပြက်ခဲ့ပြီးမှပြင်သစ်ရဲ့နောက်ကျခိုးတွေကြောင့်5-4နဲ့ပြီးသွားပေမဲ့ စပိန်ဟာဂူပြက်ထိုက်တဲ့တန်နဲ့ဖိုင်နယ်တက်လာတယ်။ဆိုတော့လက်ရှိ European Champion Nation League Champion ဖြစ်တဲ့စပိန်အသင်းကပိုတူဂီအသင်းနဲ့တွေ့မယ်။ပိုတူဂီနဲ့စပိန်ကအခု Nation League ပြိုင်ပွဲမှာတကြိမ်စီချန်ပီယံဖြစ်ထားတယ်ပထမချိန် addition တော့ကပိုတူဂီကနယ်သာလန်ကိုနိုင်ပြီးချန်ပီယံဖြစ်သလိုစပိန်ကတော့ PA တစ်ခေါက်ကသူတို့ခရိရှားကိုနိုင်ပြီးချန်ပီယံဖြစ်ထားတယ်ဆိုတော့ အခုလောလောဆယ်နေထားရသူတို့နှစ်သိန်းရဲ့ပွဲရဲ့ဂျာမနီနဲ့ပြင်သစ်ရဲ့ပွဲရဲ့ဆိုတော့ဂျာမနီနဲ့ပြင်သစ်ကနေ့လည်းနှစ်နာရီဆိုပြီးမှဆန်တို့ချင်းညခွန်ကွဲပေါ့လေခွန်ကွဲမှာကံမဲ့ဂျာမနီလည်းညံ့တယ်ပြင်သစ်လည်းညံ့တယ်ကျွန်တော်ထင်တော့ပြင်သစ်ကဂျာမနီထက်တော့တော်ပိုကောင်းတယ်ဒါသူတို့ဒဏ်ရာတွေရှိတယ်ဂျာမနီကတော်တော်လေးဆိုးလာတဲ့အချိန်တော့မဟုတ်ဘူးဒါပေမဲ့နာဂတ်စမန်လက်ထက်မှာတော်တော်လေးဆိုးဆိုးပါပြင်သစ်ကတော့ကျွန်တော်ရှင်းတယ်ပြီးခဲ့တဲ့2018ကမ္ဘာပလာပြိုင်ပွဲချန်ပီယံဖြစ်ပြီး22ကမ္ဘာပလာဖိုင်နယ်ပြီးခဲ့တာကျွန်တော်ပြင်သစ်ကို အဲ့ဝိုးကက်ကပြင်သစ်ပုံနဲ့မတွေ့ရတော့ဘူးအမားတွေအရန်များတယ်ခန်းစစ်ကတော်တော်လေးဝီးဖြစ်တယ်တိုက်စစ်ကတော့ပြောကြမှာမရှိဘူးသူတို့ကိုးသွင်းနိုင်တဲ့ quality တွေရှိတယ်ဥမာ Desert Dune နဲ့ Dumbbelly ရဲ့ Ampapi ရဲ့ Michael Olise ရဲ့ကစားရင်တော့မှတစ်ဖက်ကအရန်ကနေဝင်လာတဲ့ Kolo Mwani တို့ Bakura တို့တို့ quality တွေရှိတယ် ဂျမ်မီကတော့မှန်တိုင်းပြောရင်သူတို့မှာလုံလောက်တဲ့တိုက်စစ်အင်အားအစုအဖွဲ့မရှိဘူး။ဒါလက်ရှိနေထားရဂျမ်မီမှာ quality player တွေအများကြီးမရှိတော့တဲ့အချက်လည်းပါတယ်။တတိယနေရာလူပွဲဖြစ်တဲ့ Ancient Germany ဖြစ်တည်တိုင်အောင်ကျွန်တော်ထင်တော့ပြင်သစ်အတွက်ချန့်ရှိတယ်။အထူးသဖြင့်သူတို့ semi final ကစားခဲ့တဲ့အချိန်ဒီပေါ့လေ။ပြင်သစ်နဲ့ဂျာမနီက International Friendly ပေါ့လေပြီးခဲ့တဲ့တချောမှာကန်ထားတဲ့နှစ်ပွဲမှာဂျာမနီကနှစ်ပွဲလုံးနိုင်ထားတယ်။ဒါပေမဲ့ Europe ပြိုင်ပွဲတုန်းကတော့ပြင်သစ်ကဂျာမနီကို Nationally မှာ2-1နဲ့နိုင်တယ်။ နောက်ယူရိုမှာတော့သူတို့1စီနဲ့နိုင်ထားတယ်ဆိုတော့အဲ့ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်အခုလောလောဆယ်နေထားရတော့ဘယ်လိုပြောမလဲဆိုတော့ဒါပြင်သစ် အသင်းနဲ့ဂျာမနီရဲ့ပွဲကတော့အရန်ကြီးတော့မကွာဘူးပေါ့လေဒါပေမဲ့အဲ့ဒါညီနိုင်ထားတာက21မှာတစ်ခါ16မှာတစ်ခါရထားတယ်ဆိုတော့ဒီနှစ်သင်းကကိုလောလောဆယ်ခြေစွမ်းနှစ်သင်းလုံးအရန်ကြီးအကောင်းဆုံးပုံစံမရှိဘူးကျွန်တော်အမြင်တော့ဂျာမနီအတွက်လည်းအင်ရှင်ဖြစ်တည်တိုင်းအောင်ခက်ခဲမဲ့ပွဲပဲဘာကြောင့်လဲဆိုတော့လက်ရှိမှာပြင်သစ်သင်းကဂျာမနီတက်ဆိုင်ပူကောင်းတဲ့တိုက်စစ်အစုအဖွဲ့ကိုပိုင်ဆိုင်ထားတယ်ဂျာမနီကတော့အင်ရှင်ဆိုတာပဲအခု900ဘောပါဗျာ Florian Vars နဲ့ Kimmich ပဲအကူရ ဒါပေမဲ့တကယ်တမ်းစိတ်ဝင်စားစရာကောင်းတဲ့ပွဲကပိုတူဂီနဲ့စပိန်နဲ့ပွဲပဲဒီပွဲကတော့တကယ်ပွဲကြီးပွဲကောင်းပဲဒီနှစ်သင်းကဒီဘက်နောက်ပိုင်းပွဲတွေမှာမကြာခဏတွေးကြတဲ့အသင်းတွေဖြစ်ပြီးတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ပွဲပဲ နှစ်သင်းလုံးကတကယ် quality ပေါ့လေဒါနှစ်သင်းလုံးက nationally ပြိုင်ပွဲကိုဒုတိယအကြိမ်မြောက် champion ဖြစ်ဖို့ target ထားတဲ့အသင်းတွေဖြစ်တယ်ဆိုတော့အခုဒီနှစ်သင်းကြားမှာဖြစ်နိုင်ခြေရှိတဲ့အခြေအနေပေါ့လေဆိုတော့အခုလက်ရှိမှာ Spain ဘက်က Petri နဲ့တစ်ဖက်က Paris Saint-Germain ရဲ့ကွင်းလိုက်စားမှာ João Fatinha တို့အားပြိုင်မဲ့ပွဲဖြစ်နိုင်တယ်တစ်ဖက်ကတော့ ်18နှစ်သားလမီယမားနဲ့အသက်၄၀ရွယ်ရှိတဲ့စူပါစတာခရစ်စတီယာနိုရော်နယ်ဒိုတို့အားပြိုင်မဲ့ပွဲဆိုတော့စပိန်နဲ့ပေါ်တူဂီကဒီဘက်နောက်ပိုင်းပွဲတွေမှာတရေတောင်းရှောင်ကြတာကျွန်တော်တို့2012ခုနှစ်ကစမယ်ဆိုရင်အတုန်းကယူရိုပြိုင်ပွဲမှာစပိန်နဲ့ပေါ်တူဂီတို့တွေ့တယ်ပနဒီအဆုံးဖြတ်ရောက်တဲ့ချိန်မှာပေါ်တူဂီကစပိန်ကိုရှုံးသွားပြီးတော့အတုန်းကစပိန်ကဖိုင်နယ်တက်သွားတယ်အတုန်းက42ပဲဆက်ဖာဗီကက်ပနဒီသွင်းသွားတာ အဲ့ကနေမှသူ2018 World Cup မှာ3-3တေကြတဲ့ Legendary Cristiano Ronaldo ရဲ့ hat trick ရခဲ့ပြီးတော့ Sochi မှာတည်ကြခဲ့ပြီးတော့မှ2020 international friendly နှစ်ပွဲကံနှစ်ပွဲသလုံးသူကိုရှိတည်ကြတယ်ပြီးတော့မှ22မှာ nation league မှာ Spain နဲ့ Portugal တွေ့တယ်ပထမအကြိုး Spain ဘက်မှာတည်ကြပြီးတော့ဒုတိယအကြိုးမှာ Spain ကနိုင်သွားတယ်အဲ့နိုင်သွားလို့ Portugal ထွက်သွားပြီးတော့အဲ့ဒီဘက်မှာ Spain champion ဖြစ်သွားတာဆိုတော့ပြောချင်တာကအခုလောလောဆယ်မှာ Spain ကအခုဒီဘက်နောက်ပိုင်းမှာဆိုတော့ Portugal ကိုအသာစီးရထားတယ်လက်ရှိ Spain တင်းရဲ့ form ကတော်တော်ကောင်းတဲ့ form ပဲ Cristiano Ronaldo ကတော့ ့လက်ရှိ nationy ပြိုင်ပွဲ၈ပွဲမှာ9ခုအတွင်းထားတယ်သူနောက်မှာ Trincao နဲ့ Bruno Fernandes က2ခုစီတွင်ပြီးတော့ Spain ဘက်မှာတော့ Yama က3ခု Mikel Oyarzabal က3ခု Mikel Merino 2ခု Nico Williams နဲ့ Fabio Luiz တို့2ခုစီတွင်ထားတယ်ဆိုတော့ Spain ကကစားသမားတွေကိုယ်တွင်ဖို့ဖြန့်သွင်းပြီးတော့ Portugal ကတော့ ခရစ်ယာန်ရိုနယ်ဒိုတယောက်တည်းကိုသွင်းထားတယ်ဆိုတော့ဒီနှစ်သင်းကြားဖြစ်နိုင်ချေရှိတဲ့အခြေအနေကြည့်မယ်အခုလောလောဆယ်နေထားရပိုတူဂီသင်းဘက်ကိုကြည့်မယ်ဆိုဟိုတနေ့ကကစားခဲ့တဲ့ပုံစံမှာဂျောင်နေဗက်ကို right back ထားရင်တော့ပိုတူဂီတိုင်ပတ်မှာအဲ့ဂျောင်နေဗက်ချမ်းမှာနီကိုဝီလန်ကိုသူဘယ်လိုထိမ့်မလဲဂျောင်နေဗက်ကဘောလုံးတွေကိုကိုင်ပြီးတော့ပုတ်ပြီးတော့ကွင်းလယ်ကိုထားတဲ့ကစားမကဖေ့စ်မရှိပါမရှိနဲ့နီးပြဒီရော်ဘတ်တိုမာတီနက်စ်ကမဖြစ်မနေ right back ပြန်ပြောင်းရမယ်အဲ့ဒါဆိုရင်နက်ဆင်ဆမီရိုပဲဖြစ်ဖြစ်ဒီဟိုဒါလော့ကိုတော့ကိုတော့ရမယ် နောက်တစ်ခုကသူကဘရူနိုဖနန်ဒက်စ်ရဲ့ဘန်နာဒိုဆီလ်ဗာနဲ့တစ်ပတ်ကရူဘင်နေဗက်စ်ကိုတုံးတဲ့အတွက်အိုက်ကွင်းလေသူရဲ့ပြောင်းကိုပြရမယ်ဗတင်ညာထဲ့ကိုထဲ့ရမယ်ဆိုတော့အခုဖြစ်နိုင်ချေရှိချင်မှာပေါ်တူဂီကကိုသမားဒီယိုဂိုကော့စတာဘေဘချန်ကနူနိုမန်ဒက်စ်လက်ရှိကမ္ဘာအကောင်းဆုံးပဲပြီးတာနဲ့သူနဲ့တွဲပြီးတော့ခွင်ကြလို့အီနာစီယိုကိုရူဘင်ဒီယက်စ်နဲ့တွဲမယ်အိုက်ရိုက်ဘက်ကတော့ကျွန်တော်တို့ထင်တာတော့ ဒီယိုဂူဒါလော့စ်ကိုပို့ကြိုက်လာဒါပေမဲ့ဖိဖဖြစ်လို့လားဘာလို့ဒီညခုတနေ့ကတော့နယ်ဆင်စမေးရိုးကိုတုံးသွားတော့စမေးရိုးလည်းဖြစ်နိုင်တယ်ဂျွာနေဗက်စ်ကတော့တော်တော်လေးကိုဆူဆူဝါပဲမဖြစ်သင့်ဘူးနောက်ကွင်းလေကကျွန်တော်ထင်တော့ဒီပွဲမှာဖတင်းညာပြန်လာလိမ့်မယ် ဗတိညာကိုသူ defensive ကစားခြင်းနဲ့ဆိုရင်တော့တိုက်စစ်အထွဲကတယောက်ဖြုတ်ပြီးတော့ဘန်နာရိုကိုရှေ့ပို့လိုက်မှာအဲ့ဒါဆိုရင် Bruno ရဲ့ဗတိညာရဲ့ John Neves ကဒါမှမဟုတ်ရှင်သူက Ruben Neves ကိုပဲသုံးလာသူမှာ option ရှိတယ်ဒါပေမဲ့ကျွန်တော်ကတော့ John Neves နဲ့ဒါဗတိညာကို Bruno နဲ့တွဲရင်တော့ပိုကောင်းနိုင်တယ်ဒါပေမဲ့သူအဲ့လောက်ထိ risk ယူပါမလားနီးပြ Martinez က defensive property တယောက်တော့ထည့်ကိုထည့်မှာအဲ့ဒါဆိုရင်တော့ Bernardo Silva ရှေ့ရောက်သွားမယ်ဆိုရင် Neto ကို out ဟိုတနည်းအားသုံးတဲ့ Francisco Conceza ရဲ့ Cristiano Ronaldo ရဲ့အဖက်က Bernardo ရဲ့ဒါပေမဲ့ခတ်တာကအဲ့ဘယ်ပဲချမ်းပါကသူက Francisco Conceza ကို inverted wing ကနေပဲသူကြိုက်တော့ဖြစ်နိုင်ခြေက Rafael Leao တို့ Neto လည်းဖြစ်နိုင်တယ်ဆိုတော့ပေါ်တူဂီက Cristiano Ronaldo Rafael Leao ဒါမှမဟုတ်ရှင်ညာဘက်ချမ်းက Conceza အဲ့ဆိုရင် Bernardo ကကွင်းလေပြန်ဆင်းမယ်အဲ့ဆိုရင် Navas နဲ့ Vitinha တွေတယောက်ပဲပါမယ်စပိန်ရဲ့ကစားပုံကတော့ရှင်းတယ်ဟိုသမား Unai Simon ဘယ်ဘက်ချမ်းက မာကူကရဲလာထွက်ကဘက်ထရူပိုရိုဂျိန်းဟော်ဆန်နဲ့ဘီဟိုတနေ့ကလန်နိုမန်အတွဲထားမယ်၊ကွင်းလေကပက်ထရီရဲ့နောက်တစ်ဘက်ကမီကင်မူရီနိုရဲ့မာတင်ဇူပါမန်တီထားပြီးတော့မှ တိုက်ရှိကတော့နီကိုဝီလျံအိုယာဇပယ်နဲ့ယမားပဲအဲ့လိုမဟုတ်ဘူးဆိုရင်သူ့အနေနဲ့ဘက်ထရီကိုဇူပါမန်တီနဲ့တွဲပြီးတော့မီခဲမိုရီနိုနေရာမှာဒန်နီအော်မိုဒါပေမဲ့သူအတက်ခင်းအများကြီးသုံးပါမလားအဲ့ဒါလည်းသူကြီးကောင်းကြီးနိုင်တယ်နေသိန်းကြားမှာဒါစပိန်ဟာတကယ်ကို attractive football ရော attacking football ရော position ပေးရော transition ရောကောင်းတာရောအကုန်ကစားနိုင်တဲ့အသင်းဆို question ကပေါ်တူဂီရဲ့ဘယ်ဘက်ချမ်းကနူနိုမန်ဒက်စ်ကယမားကိုထိန်းနိုင်မလား မူနိုမတက်စ်ကတော့ပြီးခဲ့တဲ့ရာသီမှာဆာကာရိုဆာလာဆိုအားလုံးကိုသူထိန်းနိုင်ခဲ့တယ်။ယမားကသူ့ရဲ့နောက်ထပ် test တစ်ခုဖြစ်နိုင်ပြီးတော့ဖက်ကနီကိုဝီလျံအိုယာဇပယ်နဲ့ယမားတို့တိုက်စစ်အတွဲနောက်ဘက်ထရီနဲ့စူပါမန်တီဦးဆောင်တဲ့အကွင်းလေကိုဖတီညာတို့ဘရူနိုဖနန်ဒက်စ်တို့ဘနာဒိုဆီလ်ဘာတို့ကွင်းလေဆိုမှုနိုင်အဓိကကွင်းလေစကားပြောနိုင်တယ်။ ပေါ်တူဂီတက်အခုစပိန်ကပို့ပြီးတော့ favorite ကိုလေဘာလို့ဆိုတော့သူကလက်ရှိမှာပိုကောင်းတဲ့အသင်းဖြစ်တယ်အခုလောလောဆယ်နေတိုင်းကခမိုင်းရခတ်ပေမဲ့ဒါကတော့ nation league final ပဲပေါ့လေဒေသစံတော်ချိန်ည9:00နာရီ UK မှာည10:00နာရီမှာစံတော်ချိန်နနက်10:00နာရီခွဲမှာကမ်းမယ် nation league final မှာဘသူဒုတိယအချိန်ချန်ပီယံဖြစ်မယ်လက်ရှိချန်ပီယံဖြစ်တယ် European champion ဖြစ်တယ်တော့စပိန်အနေနဲ့တတိယအချိန်မြောက် international trophy ကိုယူနိုင်မလားပေါ်တူဂီကပဲဒုတိယမြောက် nation league plaque ကိုရယူသွားမလားဘယ်လိုမြင်ကြလဲ ကိုမမဝင်အောင်မှတ်ချက်ပေးကြပါအားလုံးကြည့်ကြပါတယ်